မိခင်တယောက်ရဲ့မြစ်တာကိုပညာပေးရိုက်ကူးပုံဖော်ထားတဲ့ဒရိုက်တာခင်မောင်ဝင်းအသေးရဲ့မိသားစုအကြောင်းရုပ်ရှင်ဇာတ်ဝင်ခန်းတွေဟာဒီနေ့အကုန်မှာအပြီးသတ်တော်မှာပါလွန်ခဲ့တဲ့၃နှစ်ခရဲကဒီဇာကားကိုရိုက်ကူးဖို့ဒေါက်တာခင်မောင်ဝင်းအသေးကကမ်းလှမ်းခဲ့ပြီး ။လာမယ့်ဒီဇင်ဘာလမှာအပြီးသတ်ဖို့ရှိနေတဲ့အကြောင်းဒရိုက်တာဇင်ယောမောင်မောင်ကပြောပြပါဗျ။ကျွန်တော်ဒီဇာကအပြီးအဒီဇင်ဘာလကိုပြီးအောင်လုပ်ထားတယ်။သို့တော့ရှင်တင်မဲ့စီစဉ်ကိုကျွန်တော်တည်တဲ့ကျွန်တော်စဉ်းစားတယ်။အမေတို့ချစ်တဲ့သားတယောက်အနေနဲ့ဆရာကြီးတို့ကျွန်တော်တို့ရဲ့ရှင်မန်းချက်ကဒါမျိုးအမေတွေရှိတယ်အခုတိမပြေဘူးဒီလိုအမေတွေပေါ်ဘူးဒီလိုသားတွေတမီးတွေပေါ်ဘူးအဓိကပါကျွန်တော်တော့ပြတ်ဆူဆောင်း ီလိုမိခင်တွေကဘာမှအများကြီးရှိနေသလိုအမေကိုချစ်တဲ့သားသမီးတွေပေါ်ထွန်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဇာကားကိုရိုက်ကူးခဲ့တာဖြစ်ပြီးမိခင်နေရာမှာတော့အကယ်ဒမီသရုပ်ဆောင်မေတန်းသူကိုရွေးချယ်ခဲ့ပါတယ်။ဒီကမှာတော့ဝစ်စားစင်ရင်မှုကိုတတိထားပြင်ဆင်ခဲ့သလိုတတိထားပြီးသရုပ်ဆောင်ခဲ့ရတယ်လို့အကယ်ဒမီမေတန်းသူကပြောပြပါတယ်။အခု65ခုနဲ့ဒီဇိုင်းပေါ့။အဲ့ဒါလေးပြင်ဆင်ရတယ်။ပြီးတော့တကယ်တမ်းရိုက်တော့လဲအဲ့ဒါတော်တော်လေးတတိထားပြီးတော့ ပြုဆောင်ပေးရတယ်ရုစရာရဲ့အမီဟာတကယ်အပြင်မှာရှိနေတဲ့လူသားတစ်ယောက်ရဲ့ကာရက်တာဆိုတာမစလို့ဖန်တီးရတာထပ်တူကြဖို့ကကြိုးစားရတာပေါ့နော်ဒီလိုဝတ်ထုတစ်ပုဒ်ကကြိုက်တာလုပ်လို့ရတာပေါ့ဒီဟာကြတော့တကယ်အဖြစ်ဖြစ်ဆိုတာမစလို့ဉာဏ်တတိထားရတယ်အယောကပေမေပမန်းနဲ့ဟာဖန်တီးယူခဲ့တာပေါ့နော်အဖြစ်ဆိုဒီလူရှင်ဟာလာနမူနာကြည့်ချင်းအဖြစ်မစလို့ဒီတစ်ခွက်လုံးဘလို့ပေမေပမန်းနဲ့ကြိုးစားနေလို့လဲဆိုသိတာလေ ပညာတက်ပြီးနှလုံးသားလှသလိုရုပ်ရည်သက်နဲ့သရုပ်ဆောင်ကာရိုက်တာအဖြစ်နေတိုးကိုရွေးချယ်ခဲ့ပြီး ဝင်းမုံရွှေကြီးကိုတော့ဒေါက်တာခင်မောင်ဝင်းအသေးရဲ့မိသားစုကိုယ်တိုင်ရွေးချယ်ခဲ့တာပါဒီရုပ်ရှင်ဇာတ်လမ်းဟာဒေါက်တာခင်မောင်ဝင်းအသေးရဲ့မိသားစုအကြောင်းကိုရိုက်ထားတာဖြစ်သလိုဒေါက်တာခင်မောင်ဝင်းအသေးကိုယ်တိုင်ရေးတဲ့ဝတ္ထုစာအုပ်လည်းဖြစ်ပါတယ်ဒီစကားကိုတော့သရုပ်ဆောင်နေတိုးဝင်းမုံရွှေကြီးရဲအောင်နဲ့မေသန်းနုအပါအဝင်အခြားအမှုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်